ဗမိုးလေဝသအဖွဲ့ချုပ်ကရာစုနှစ်ရဲ့အင်အားအပြင်းဆုံးမုန်တိုင်းအတွက်အထူးသတိပေးချက်ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ခင်ဗျာကာရိဘီယံနိုင်ငံတွေကိုဖျက်ချော်တိုက်ခတ်နေတဲ့ဟာရီကိန်းမုန်တိုင်းမီလစ်ဆာဟာ23ရာစုရဲ့အင်အားအပြင်းဆုံးမုန်တိုင်းအဖြစ်ကိုရောက်ရှိလာတာကြောင့်အထူးသတိထားဖို့အတွက်ကမ္ဘာမိုးလေဝသအဖွဲ့ချုပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်မီလစ်ဆာမုန်တိုင်းဟာယမန်နေ့ကဂျာမီကာနိုင်ငံကိုဖျက်ချော်ဝင်ရောက်ခဲ့တဲ့နေရာမှာလေတိုက်နှုန်းကတနာယီကို185မိုင်အထိကိုရှိခဲ့တာကြောင့်မလို့23ရာစုရဲ့အင်အားပြင်းဆုံးမုန်တိုင်းဖြစ်ကို ကမ္ဘာမိုးလေဝသအဖွဲ့ချုပ်ကသတ်မှတ်လိုက်တာဖြစ်ပါတယ်။အဲဒီမီလီဆာမုန်တိုင်းကြောင့်မလို့ဂျမေကာမှာရွာသွန်းခဲ့တဲ့မိုးရေချိန်က28လက်မကျော်ရှိတာကြောင့်မလို့ရေလွှမ်းမိုးမှုတွေနဲ့အတူညှိပြို့မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။ဂျမေကာနိုင်ငံထဲမှာမုန်တိုင်းကြောင့်မလို့ရေပေါ်အကူအညီလိုအပ်သူဥယေကတိတရမ9တန်းကျော်ရှိမယ်လို့လည်းကမ္ဘာ့ချက်ချီနီအဖွဲ့ချုပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲဒီပြင်မီလီဆာမုန်တိုင်းဖြတ်တန်းတိုက်ခတ်ချိန်မှာဂျမေကာနိုင်ငံထဲကိုရောက်ရှိနေတဲ့နိုင်ငံသားသားခီးသွားဧည့်သည်25000ကျော်ဘေးကင်းလုံခြုံရေးအတွက် အလေးပေးဆောင်ရွက်ပေးဖို့ကိုလည်းဂျမေကအစိုးရကဂျိုးပန်းဆောင်ရွက်ခဲ့ရပါတယ်မီလီဆန်မုန်တိုင်းကတော့ကျူးဘားနိုင်ငံကိုထပ်မံဖြတ်ကျော်တိုက်ခတ်မှာဖြစ်ပြီးပြင်းအားလျော့သွားအောင်မှာမဟုတ်လို့အထူးသတိထားဖို့အတွက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကအထူးသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ thank you